ဒုက္ခတဲ့အဖွဲ့ပေါ့နိုင်ငံတကာမှာဒုက္ခတဲ့ပြခံယူထားတဲ့ CRP ကနေပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ CDM မလို့တန်တဲ့ CDM ကိုရေးယူဖို့သူတို့ပြောတယ်။ CRP ကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းပြီးအာဏာရှင်ဝါဒကျင့်သုံးနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြတယ်။ထုတ်ပြန်ထားတဲ့နော်နန်း CDM မလို့တဲ့ CDM မလို့တဲ့နန်း CDM ဝင်တဲ့နေကိုအပြစ်ပေးရေးယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်။ ဝေကိုလည်းမဖြတ်သိမ်းဘူးယာယီအပြည့်လည်းမဆိုင်ရံပဲနဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီယမ်လို့တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မဲ့ဆိုရှင်ခင်ဗျားတို့အန်ယူဂျီစီအပိကနော်ရှော့တော့လည်းမိစားပါတော့လည်းဒိတ်ချီအဲ့ဒီဘွားကိုရှောက်ပါနေလေကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီစီအပိကခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံညုံနေနေရင်ဒီဥပဒေကိုဖြတ်သိမ်းရမယ်တော့မို့ယာယီဆိုင်ငံ့ရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော့တော့လည်းမိစားပါတော့လည်းဒိတ်ချီပဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Nancy DN တွေကိုနိုင်ငံတော်ပုံကံမှုမှာပူပေါင်းကြံစည်သူအဖြစ်သတ်မှတ်ကအရေးယူမိ CRPH ရဲ့ဥပဒေကို မပုတုကထောက်ပြဝေဖန်လိုက်တီမှုအဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာဟုတ်ပါကျွန်တော်မပုတုမှာလေးပါရှင်ဒီနေ့နောက်25ခုနေ့ကျွန်တော်16ရက်နေ့ဖြစ်ပါတယ်မနေ့16ရက်နေ့ ကျေးမွန်တင်းဆောင်မှာတတိယနေ့တပုံးနဲ့ပတ်သက်လို့ကျွန်မတင်လေးနှောက်လေးချင်ပါတယ်။အဲ့တော့ဗာလဲဆိုတော့နောက်25ခုနေ့မိုးရသည်တည်ပင်ဆိုင်ခွဲတော်မှာလက်ရှိကျွန်မတို့နိုင်ငံအချင်းကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့မိန့်ခွန်းပြောသွားရတယ်ပေါ့နော်။အဲ့ဒီမှာ ပြီးခဲ့တဲ့2015တော့ငါဆိုလို့ရှိရင်လေကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံ area ရဲ့40%တမာခုနေရာကိုင်းတို့ထိတော်တော်ဖုံးနှံမှုရှိတယ်တဲ့တို့ area ရှိတယ်ပေါ့နော်အခုနောက်25စက်တန်းမှာကျတော့နိုင်ငံ area ရဲ့40%တမာ15ရာခိုင်နှုန်းပဲရှိတယ်ဒါကြောင့်မလို့အနေငယ်ရောကြတော့တာတွေ့ရတယ်တဲ့ဒါပေမဲ့နာဆာခါဆိုရအင်ဆောင်ဆိုရတောင်းဝင်ယူပြီးနောက်ပိုင်းမှာနော်တပင်းနေဆိုင်ပြောတဲ့အခုလက်ရှိဘိုးရတီတပင်းဆိုင်ပွဲတော်မျိုးပေါ့နော်တပင်းနေဆိုင်ပြောတယ်လို့တတော်တွေကလည်းစနစ်တကျပြုတ်ပြင်ထိမ့်သိမ့်နေအတွက်ပြုတ်ပြင်ထိမ့်သိမ့်ပြီးတော့နော်အလေထားကြမဲ့ဆောင်ရွက်တဲ့အတွက်နှစ်အလိုက်မှာတတော်ပြုံးနေမှု တိတိတာတာရောနေကြဆင်းလာတာတွေ့ရပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံရဲ့အကြီးအကဲပြောပါမယ်။အဲ့ဒီ16ရက်နေ့မှာပဲ Global Forum နိုင်ငံတကာမှာတိတိတော်တော်လေးမှုတွေကိုလေ့လာဆောင်နေတဲ့အပိုင်အစီအခံလာကြတော့ဘာထွက်လာလဲလို့မေးလို့ရှိတယ်။အမေရိကန်မနိုင်ငံမှာတက်တာ20နှစ်ကနေ2025အခုလက်ရှိနှစ်ထိပေါ့နော်2020နှစ်ဆိုရင်ဒါမျိုးဒေါ်လာရေးပါညာဆိုပြီးတို့လက်နက်ကင်ပုံကံမှုအကောင့်လာရဖြစ်ပေါ့နော်အာ2020မှာဆိုတော့တို့အစဆိုတော့တိတ်ပြီးတော့အားမကောင်းသေးဘူး2020မှာဆိုရင်တော့အကောင့်လာပြီးတော့နေထားပေါ့နော်အာအဲ့ဒီမှာ 2022ကနေ2025ခုနှစ်တော့မှာမြန်မာနိုင်ငံမှာတက်တော့ပြုံးတီးအေကာပေါင်းနှစ်တန်းတည်းရှိတယ်။ဖျားဖျားဖျား။တက်တော့အေကာနှစ်ပေါင်းမဟုတ်ပါဘူး။နှစ်ပိမကောက်အေကာနှစ်တန်းတည်းရှိတယ်။ပြီးခဲ့တဲ့2024တနှစ်ထဲမှာတင်မြန်မာနိုင်ငံမှာတက်တော့ပြုံးတီးမှုတက်တော့အေကာပေါင်းခွန်နှစ်ပိနဲ့တပေါင်းတည်းရှိတယ်။ဒါသက်ကုန်များရဲ့ပမာဏ။အရှိချမတို့နိုင်ငံအခြေခံကြတော့တက်တော့ပြုံးတီးမှုတွေကိုဟိုနှစ်လိုက်မှာလားဆက်ကဆိုတာတောင်းရင်ပြနေပိုင်းမှာတက်တော့တင်တက်ပင်နေဆိုင်ပြုတ်တယ်လို့တက်တော့တွေကိုစနစ်တကျပြုတ်ပင်ထိန်းသိမ်းနေတယ်။တက်တော့ပြုံးတီးမှုရောနေလာတယ်ပြောတယ်။ဒါပေမဲ့နိုင်ငံတကာလေးလာဆောင်ကြည့်နေတဲ့ဒီ Global Forest ဝက်ကြတော့ 2024နဲ့တည်းထဲမှာဒီတော်တော်အေကပေါင်း9300တောင်းတောင်းပြောင်းတေးသွားနေဆိုတော့ဒါတော်တော်ကြီးကိုညားတဲ့ပမာဏဖြစ်နေတယ်။ဒီပမာဏပေါင်းတက်မယ်ဆိုရင်အချိန်လေးရက်တွေ့ရတယ်။ဥပမာအဖြစ်ဒါစကားဆိုးရအပြီးဟွာထိချုံနိုင်တဲ့ဥတွေဆိုးမှုတဲ့နေရာတွေ။ဥပမာတိကျအားမဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ကြီးတာယောက်လေးကျိုးဝိုင်းနေမျိုးပေါ့နော်။တိုက်ကြီးဆိုရန်ကုန်တိုင်းတာယောက်လေးဆိုကျွန်တော်တို့ပူတာ။ဒီလိုလိုရန်ကုန်လိုမျိုးကိုဒါစကားဆိုးရအာနာစဲအပြီးဟွာထိချုံနိုင်တဲ့နေရာတွေမှာတတော်ပြောင်းတေးမှုတွေယိုနေလာပြီမြင့်။ ဒီဝမီခံတိုင်းသားခွင့်ရဲ့အတွက်လက်လက်ကင်ပုံကန်နေပါတယ်ဆိုတော့တိုင်းသားနေနေကြီးလက်လက်ကင်ပုံကန်မှုနေနေကြီးအခုလက်ရှိမှာတော်လန်ရေးပါဆိုပြီးတော့ပုံကန်ထားကြနေတဲ့စကိုင်းမကွေးလိုမျိုးစုပူပုံကြွနေတဲ့နေနေတွေမှာဆိုရင်တတော်ပြုံးတိမှုဟာတစ်နှစ်ချင်းမှာကိုအေကခွန်းနှစ်ပိန်းတော်ရှိတယ်ဆိုတော့တွေ့ရတယ်။ရှမ်းမြောင်မှာဆိုလို့ရှိရင်လည်းအေးကိုအမိခံတိုင်းသားလက်လက်ကင်ဖွဲ့အမိခံပြီးတော့နိုင်ငံတော်တရားသားတွေထပ်ယူရောင်းချနေတဲ့အဖွဲ့တွေကနေပြီးတော့နော်။ရှမ်းမြောင်မှာဆိုလို့ရှိရင်တက်ကားကြီးကားငယ်နဲ့တရုတ်ကိုမှောက်ခိုးတင်းတင်းရောင်းချနေကြတယ်။နောက်စကိုင်းလိုမကွေးတို့မှာဆိုလို့ရှိရင်လည်းပဲ PDF အမိခံတော်လန်ရေးအမိခံချက်ဖတ်သမားတွေကလက်လက်ကင်နိုင်ငံတော်ရဲ့တတော်တွေကိုရောင်းချနေတဲ့အတွက် လက်ရှိမှာနိုင်ငံ area ရဲ့တတော်ပြုံးတီးမှုဟာနော်ဒီ global forest ware ထုတ်ပြန်ချက်မှာဆိုလို့ရှိရင်2020ကနေ2025ဒီ3နှစ်တာကာလအတွင်းမှာအေကာပေါင်း2တန်းဆိုတာတိတ်ကိုရရတဲ့ပမာဏတိတ်ကိုကြောက်ဖို့ကောင်းတဲ့ပမာဏဒီကရရဝင်ဝင်ဘယ်လိုဆင်းဆင်းသွားလဲ ပထမအခင်းအနေနဲ့အတိုင်ကိုဒီထက်မီယာကိုတိုင်းကရေးတယ်။မဟာမြိုင်တော်တွေကတက်တော်တွေမှာရှိတဲ့နှစ်ချူတစ်ပင်တွေကိုပအုံလုံးနဲ့ရောင်းချနေလို့မဟာမြိုင်တော်ကြီးထဲမှာနှစ်ချူတစ်ပင်တွေတုံးတီတောင်ရှိနေပြီဆိုပြီးတော့နော်နေလဲတန်လို့ဒီထက်မီယာကိုတိုင်းကဝန်ခံရေးသားထားတာရှိတယ်လို့နော်ဒုတိယဖြင့်ဒီအလောင်းတော်ကတော့ဘုရားပြင်းမဲ့ဦးချိန်မှာရှိတဲ့တက်တော်တွေဆိုလို့ရှိရင်လည်းပအုံလုံးနဲ့ MUG MOD လောက်အောက်ကလူတွေကထုတ်ပြီးရောင်းချနေတယ်ဆိုတာကိုဘုံလက်ကားလို့ PDF ဖွင့်ပွဲကလက်တွေထောက်ထားနေနဲ့ထုတ်ပြချပြထားတာရှိတယ်။ဒါဆိုရင်အဲ့ဒီမှာအေကာပေါင်းနှစ်ပန်း တိတော့အေကနှစ်တန်းရောင်းချတဲ့ဝင်ငွေတွေကကျမတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးချနေသလားကျမတို့တိုင်းပြည်မှာရှိရတိုင်းရင်းသားဆိုလို့ရှိရင်တိုင်းရင်းသားကလေးငယ်ရဲ့ပညာရေးအတွက်ကျမရေးအတွက်လမ်းပန်းစပေါ်ရေးအတွက်စီးပွားရေးတို့ကျမတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာသုံးချနေသလားဘုကောနိုင်ငံတော်ပြည့်စည်ဖို့အတွက်နိုင်ငံတော်ကိုအလုံးစုံပြတ်တုံးရေးအတွက်အသုံးချနေတယ်လားဆိုတာခင်ဗျားတို့စဉ်းစားဆင့်ချိန်ချင်းစားဆင့်ချိန်နိုင်ဖို့အတွက်ကျမကသုံးသပ်တင်ပြရချင်ဖြစ်ပါတယ်ဟုတ်တယ်ဒီခုကတော့နော်ဟာဒီပြည်ပြည်ဒုက္ခတွေအဖွဲ့ပေါ့နိုင်ငံတော်ကတော့ဒုက္ခတွေပဲခံယူထားတဲ့ CRP ကလည်းပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ ဖားကံမျိုးတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းစစ်တပ်ဘက်မှဗိုလ်မှူးဖြိုးစော်တပ်အပါအဝင်စစ်ကောင်စီတပ်သား20ဦးသေဆုံးကချင်ပြည်နယ်ဖားကံမျိုးတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှဗိုလ်မှူးဖြိုးစော်တပ်အပါအဝင်စစ်ကောင်စီတပ်သား20ဦးသေဆုံးခဲ့ကြောင်း KIA စီးရီးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနသို့ပြောကြားသည့်ယနေ့ဇွန်လ18ရက်နေ့တွင်ဖားကံမြို့၌တိုက်ပွဲနှစ်နေရဖြစ်ပွားခဲ့ပြီးမော်စီစာဖျားကုန်းတွင်တက်ဆွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA PDF ပူပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည့်ရင်းတိုက်ခိုက်မှုအတွင် အကြမ်းဖက်စစ်တပ်၏တပ်မ3ဆယ်3လက်အောက်ကန်စီပြူဟာ အထိုင်စခန်းမှနှစ်အဆင့်ဗိုလ်မှူးဖြိုးစော်တပ်နှင့်စစ်ကောင်စီတပ်သား22ဦးတေဆုံးခဲ့ကြောင်းသိရှိရသည်ဒီနေ့တိုက်ပွဲမှာတပ်မ3ဆယ်3လက်အောက်ခံကန်စီပြူဟာအထိုင်စခန်းက နှစ်အဆင့်ရှိတဲ့ဗိုလ်မှူးဖြိုးစော်တပ်နဲ့စစ်ခွေးနှစ်ဆက်တကောင်တည်ဆုံတယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်ဟု KIA PDF စီရေးတည်ရင်းမြစ်ကပြောဆိုသည်ထို့ပြင်ထားကတ်မော်ဝမ်လေးရွာဖះအကြောင်းတွင်တက်ဆွဲထားသည့်အကြမ်းဖက်စစ်တပ်ကိုလည်း KIA PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှာ မော်ဝမ်းလေးကြီးရွာသူမကြသေးခင်ကမှစစ်ကြောင်းထိုးဝင်ရောက်တက်ဆွဲခဲ့ခြင်းဖြစ်ကြောင်းလက်တလုံးမော်ဝမ်းလေးနှင့်မော်ဝမ်းကြီးရှိပြည်သူများစစ်ပေးရှောင်ပြေးနေကြရကြောင်းဒေသပြည်သူများထံမှသိရှိရသည်ကိုတို့ပြောတယ်အခြားရင်က CDM လုပ်တဲ့ဝန်ထမ်းတွေကိုလင်းမျိုးစုံရန်ရှာတယ်ပြဿနာရှာတယ်တက်ပြက်နေတဲ့ခြေထဲကနေပြီးတော့အခုလိုမျိုးဥပဒေကြီးထုတ်ပြီးတော့ CDM လုပ်တဲ့ဝန်ထမ်းတွေကိုအပြစ်ပေးရေးယူမယ်တရားစွဲထောင်ချမယ်ဆိုတဲ့အတွက် ပို့ပြီးတော့မီးနောင်ရလေးပင်ဖြစ်သွားတယ်။ဒါကြောင့်မို့ဆရာပြေးကငါလည်းမတူငါရန်သူစနစ်ကိုကြံ့သုံးနေခြင်းဒီဒီမိုကရေစီမဟုတ်ဘဲနဲ့နော်စစ်သူ့ကြောင့်ဝါဒဖြစ်တယ်နော်။ယာကုန်းနဲ့ထမန်းနဲ့အမိသာကွဲတာပြေးတာချင်းကတော့အတူတူပါပဲနော်။ယာကုန်းနဲ့ထမန်းနဲ့အမိသာကွဲတာပြေးတာချင်းတူပါပဲ။လက်ရှိမှာဆိုလို့ရှိရင်လည်းဆရာပြေးကဒီမိုကရေစီရဲ့ဒီမိုကရေစီအမိသာခံထားတာသူတို့လည်းလောက်ရလောက်ွက်တွေက စသွေးကြွားဝါဒအစောရောက်ဝါဒကွန်မြူနတီဝါဒဖြစ်နေတယ်ဆိုတာရပေါ့မယ်နဲ့တော့လက်ရှိမှာဆိုလို့ရှိရင်လည်းပဲညောင်ဦးပေါ့နော်ပကံညောင်ဦးမှာဆိုလို့ရှိရင်အထက်ထက်ကျောင်းဆရာမကြီးလင်းများနဲ့ကိုကျောင်းဝင်းတဲ့ပရှိဝင်ပြီးတော့တူတာသမီးတွေရှိမှလာပြီးတက်ဖြတ်သွားတာတွေရှိတယ်ဆိုတော့ ကြောက်ရရဆာမရေးစာသင်ရင်ဒလန်နိုင်ငံတော်ကိုပုံကန်နေဆိုပြီးတက်တယ်။ဆရာဝန်ကြီးသူနာပြုတ်ကြီးလုံနာတွေကိုဆေးကုတာကိုဒလန်ဆိုပြီးတက်ဖြတ်တယ်။ဒီလိုလုံရက်တရားကဘာမှယုံညံ့လုံနာအောင်တန်းကြပုံဖြစ်တယ်။ဒါကြောင့်မို့လို့အဲ့ဒီဆရာပြေးကဲဥပဒေကိုဘာကာတာနော်ဘာမှနိုင်ငံဆိုတာចောင်းသားတက်မကဘာကာတာအဖွဲ့လို့လက်ရှိမှာနောက်နေဆက်တဲ့ခင်းချင်းမှာစီရီယံလုတ်သွားတယ်တက်ကတူဆရာများအဖွဲ့လို့နော်အရက်ဖက်ဖွဲ့စည်းတွေဘာအဖွဲ့ညာအဖွဲ့ဆိုရအဖွဲ့ပေါင်းမြောက်များစွာက ဆရာပြေကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောက်ချက်ပြီးခွေးတောင်းချောင်းပြီးအာဏာရှင်ဝါဒကျင့်သုံးနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြတယ်။ဒီလက်ရှိနောက်ဆက်တွဲပြဿနာအကျိုးဆက်တွေကိုလည်းဆရာပြေကရေးယူရမယ်ဆိုပြီးတော့သူတို့တွေပြောဆိုထားကြတယ်။တကယ်ပဲခင်ဗျားတို့ပြောသလိုအန်ယူဂျီလိုဆရာပီအိတို့ကပြည်သူတံကိုနားထောင်နေဒီမိုကရေစီစံချိန်ဆိုင်ယုံနေနဲ့ကြီးရဲဆိုရင်အခုလိုမျိုးဘာကတော့အဖွဲ့တို့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့တို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြတဲ့အတွက် ဒါတကယ်ပဲဒီမိုကရေစီစာချိန်ဆန်ရုံးနေတဲ့ညီတဲ့ဆရာပြေဆိုရင် NUG ဆိုလို့ရှိရင်တို့ထုတ်ပြန်ထားတဲ့နော်နန်စီဒီယံမလုပ်တဲ့စီဒီယံမလုပ်တဲ့နန်စီဒီယံဝန်ထမ်းတွေကိုအပြစ်ပေးရယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်။အဖွဲ့ကလည်းမဖျက်သိမ်းရင်ယာယီအားဖြင့်လည်းမဆိုင်ငံ့ပဲနဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီယံမလုပ်တဲ့ဝန်ထမ်းတွေကိုတပ်ဖြတ်မယ်ဆိုရင်ခင်ဗျားတို့ အန်ယူဂျီစီအာပီကနော်ရှော်ရော်လဲမိစားအားတော့လဲဒိတ်ထိအင်ဒီပွားကိုရှောက်ပါနေမယ်ကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီစီအာပီကခင်ဗျားတို့ပြောသလိုဒီမိုကရေစီစံချိန်စံညုံနေနေပြင်းရင်ဒီဥပဒေကိုဖျက်သိမ်းရမယ်တို့မို့ယာယီဆိုင်ငံ့ရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော်ရော်လဲမိစားအားတော့လဲဒိတ်ထိ နောက်ထပ်ကြားသိရတဲ့တရေဘုတ်ကရှမ်းမြောက်ချုံမဲမြို့နယ်မှာ SSPB ရှမ်းတဘုံရဲ့တက်ဆက်ခန်းကိုပလောင်တဘုံတည်ရလေလေကအင်အားအလုံးရင်းနဲ့ဝင်တိုက်တဲ့အတွက်ရှမ်းတဘုံနဲ့ပလောင်တဘုံအချင်းချင်းနဲ့မြေလူပြီးတော့နှစ်ဖက်မှာအသေးအသေးပြောင်းချရှုံများပြရဲဆိုတဲ့တင်ကြားသိရတယ်ပြီးခဲ့တဲ့15ရက်နေ့ညက SSPB တဘုံစခန်းကိုပလောင်တဘုံကနေချဲ့နေကြတယ်ခမလို့တတိထားကြည့်မယ်ဆိုရင်အဲ့ဒီရှမ်းမြောက်မှာနော်ရှမ်းလက်နက်ကိုင်းနောက်ဘက်ဖြစ်တဲ့ SSPB နဲ့ RCS ဆက်ရှမ်းလူမျိုးတို့တဲ့ရေးအတွက်ရှမ်းမြင်းနဲ့အတွက်ရှမ်းလူမျိုးအခွင့်အရေးအတွက်ဆိုပြီးတော့လက်နက်ကိုင်းထားတဲ့လက်ဖွဲ့ကဝဲနေတဲ့အတွက် ကိုကန်နေရဲ့လဲချင်တာလည်းခံရတယ်ကိုကန်နေအနိုင်ကျင်တာလည်းခံရတယ်ကိုကန်ပလောင်ကိုကန်တပုံနေတတ်တာလည်းခံရတယ်ပလောင်တပုံနေနေချက်တာလည်းခံရတယ်ပလောင်တပုံနေတတ်တာလည်းခင်ဗျားတို့မျိုးစုံခံနေရတယ်ဒါကြောင့်မလို့ခင်ဗျားတို့အမှန်တကယ်ရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းလူမျိုးတွေအတွက်ရှမ်းအခွင့်အရေးအတွက်ဆိုရင် SFD RCS နှစ်ဖွဲ့လုံးဟာလက်ရှိနာဆာကအစိုးရနဲ့ပူးပေါင်းတဲ့နေနာဆာရအစိုးရနဲ့မကူပေါင်းတဲ့ွေခင်ဗျားတို့ကအခုလိုမျိုးကိုကန်တပုံကခင်ဗျားတို့ကိုလာပြီးတော့ထိပ်ပုတ်ခေါင်းပုတ်လိုက်ခေါင်းပြတ်သွားလိုက်တက်သွားလိုက်ခင်ဗျားတို့နဲ့ ခင်ဗျားတို့ဟာဂိတ်စခန်းကြီးခင်ဗျားတို့ပိုင်နေနေနေဒီလာကျူးကျော်လိုက်ဘလောက်ကပုံကခင်ဗျားတို့ကိုခေါက်ဖြတ်တက်လိုက်ခင်ဗျားတို့ကိုလာရောက်ကျူးကျော်လိုက်နေဘုံကြုံပုံပါမှာနင်းပြဖြစ်ပါလိမ့်မယ်မိမိဒေတာမိမိလူမျိုးမိမိတိုင်းရင်းသားအခွင့်အရေးကိုမှတ်တကယ်လူလာတဲ့ဆိုရင်နာစားကဆိုးကြနေခင်ဗျားတို့လက်တွဲဖို့ပြောပါတယ်